မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိတဦးပြီးပြီးဇနီးတဲ့ဝင်းမုံရွှေရေပေါ်မှာအခုလိုမျိုးတန်းရချီထောက်ပံ့ထားတဲ့ကရိုနီတတိကြီးနိုင်ဖြိုးကျော်ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင့်ဒီရပိုင်းအနုပညာလောကမှာအားလုံးကတင်ကြီးတညွတ်သေးသတ်မှတ်နေကြတာတခုရှိပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံမှာအင်တော်ရေးကန်အကောင်စုံမင်းသမီးကဝင်းမုံရွှေကြီးဖြစ်တယ်လို့ဆိုတာပါပဲသူမကမူလကလေးကအောင်မြင်ပြီးသားအထိတ်တန်းမင်းသမီးတယောက်ပါ ဒါပေမဲ့အိမ်တောင်ကြပြီးရဲ့နောက်ပိုင်းမှာသူမရဲ့အောင်မြင်မှုသူမရဲ့တောက်ပမှုတွေကအရင်ကထက်အစပေါင်းများစွာပိုပြီးတော့ထင်ရှားလာခဲ့ပါတယ်။ဒါကတော့သူမရဲ့ခင်ပေါ်ခရိုနီတတိကြီးလို့တောင်းတင်စားခေါ်ရမယ်။မြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးကိုနိုင်ဖြိုးကျော်ကြောင့်ပါပဲ။သူရဲ့ချမ်းသာမှုကိုကျွန်မအထူးတက်လေပြောဖို့တောင်းလို့မယ်လို့မထင်ပါဘူး။ VV ချို၏ MG ကားကုမ္ပဏီ Leap Motor လျှက်စစ်ကလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတဲ့ထိပ်တန်းလုပ်ငန်းရှင်ကြီးတူပေါင်း ဒါပေမဲ့ပရိသတ်တွေက သူ့ရဲ့ငွေကိုအားကြတာထက်သူအရင်ငွေတွေကိုသူ့ရဲ့ဇနီးပေါ်မှာအသုံးပြုတဲ့နီးလန်းနဲ့သူ့ရဲ့ခံယူချက်ကိုပို့ပြီးတော့အားကြနေကြတာပေါ့သူမှထူးခြားတဲ့အင်တော်ကြီးခံယူချက်တခုရှိပုံရပါတယ်အဲ့ဒါကတော့မင်းမကအယောင်ထွက်ယောက်ျားတွေရဲ့ဖုံးတကူတက်ဆိုတဲ့စကားအတိုင်းပါပဲသူဟာသူ့ရဲ့ဇနီးဖြစ်တဲ့ဝင်းမုံရွှေကြီးကိုသူမရဲ့မူလတောက်ပမှုတွေထက်အစာပေါင်းများစွာပို့ပြီးတော့တောက်ပအောင်ပို့ပြီးတော့ဂုံရှိအောင်ပို့ပြီးတော့အယောင်ထွက်အောင်နောက်ကနေအပြည့်ဝပံ့ပိုးပေးထားပါတယ်ဒီအတွေးခေါ်ကိုသူတို့နှစ်ယောက် ကျက်တဲ့အခမ်းအနားတွေမှာအထင်ရှားဆုံးတွေ့နိုင်ပါတယ်။ကိုနိုင်ပြိုးကျော်ကိုရိုင်းကဗီလီယန်နာတထေးကြီးတယောက်ဖြစ်ပေမဲ့သူ့ရဲ့ပွဲတက်ဝစ်စုံကိုကြည့်လိုက်ပါ။တန်ဘိုးကြီးနာမည်ကြီးလက်ပတ်နာယူရဲဝင်လေမရှိပါဘူးလက်ထက်လက်ဆွပပလေးတောင်ဝိတာရှာပါတယ်လူပုံလေးမှာဘယ်တော့မှဇက်ကောင်လောက်တာအထာကင်တာတွေမလုပ်ပါဘူးသူကအမြဲတမ်းသူ့မိမရဲ့အလှကိုပဲလေးစားစွာနဲ့နောက်ကနေကြည်နေတတ်တဲ့သူပါ ဒါပေမဲ့ဇနီးတဲ့ကိအတွက်ကိုတော့သူမရဲ့ဝိစုံတွေကပြင်သစ်ဒီဇိုင်နာတွေအထူးချုပ်လုပ်ပေးထားတဲ့တခါမှမမြင်ဘူးသေးတဲ့ဒီဇိုင်းအသစ်အစမ်းတွေကြီးပါပဲအဓိကအပိုင်းကတော့လက်ဝတ်ယတနာပါကိတယောက်ပဲပွဲပဲတက်တက်သူဝိစင်ထားတဲ့စိန်ကြောင့်မြတ်ယတနာတွေကလုံးဝမထက်ရပါဘူး တပွဲနဲ့တပွဲလည်းလုံးဝမတူရပါဘူး။တရင်နီရဲ့အစိုးရတော့ကိုနိုင်ဖြိုးကျော်ကဇနီးဖြစ်သူပွဲတက်ဖို့အတွက်လက်ဝဲယတနာတွေကိုတလားစာကြိုတင်ပြီးတော့ပြင်ဆင်ပေးထားတယ်လို့သိရပါဗျ။အဲ့ဒီယတနာတွေအားလုံးကဘယ်သူနဲ့မှမတူအောင်အထူးပြုလုပ်ထားတဲ့ကိုပိုင်ဒီဇိုင်းတွေကြီးပါပဲ။ဒီလောက်ခန်းထားတဲ့ပြင်ဆင်မှုတွေဒီဖက်ရှင်တွေဒီယတနာတွေအတွက်တလားတလားအကုန်ကြစီဘလောက်ရှိမယ်လို့ထင်ပါသလဲ။လူမှုကွန်ရက်ပေါ်ကသုံးသက်ချက်တွေအတွင်တရင်နီရဲ့ခံမှန်းချက်တွေအရဝင်းမုံရွှေရဲ့တလားစာဖက်ရှင်ဒီဇိုင်းအသစ်တွေအထူးသီးတန်းမှယူရတဲ့ ဲ့လက်ဝဲယတနာတွေအတွက် လစဉ်အသုံးပြုရတဲ့ငွေပမာဏကအမေရိကန်ဒေါ်လာတန်းရာချီရှိနိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပါတယ်။ဒီပမာဏကကျမတို့လိုတာမန်လူတွေအတွက်တော့မယုံနိုင်စရာစေကူရဲထောင်ထည့်လို့မရတဲ့ပမာဏတစ်ခုပါ။ဒါပေမဲ့သူရဲ့ဇနီးကိုကမ္ဘာအဆင့်မီတောက်ပစေခြင်းနဲ့သူရဲ့စံတောင်း၊ကိရဲ့အနုပညာအလုပ်တိုင်းကိုအပြည့်အဝပံ့ပိုးပေးနေတော့အလုပ်ပင်ပန်းရဲ့နိုင်ငံခြားခရီးတွေချက်ချင်းပို့ပေးတော့ဒါရီကိုကြည့်ရင်ဒီပမာဏကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိကြီးတစ်ဦးဖြစ်တဲ့သူတို့ဇနီးမောင်နဲ့အတွက်ဖြစ်နိုင်တဲ့ငွေပမာဏတစ်ခုဖြစ်နေပါတယ်။ တကယ်တမ်းမှာတော့ဝင်းမောင်ရွှေရာသူ့ရဲ့မိမမဖြစ်ခင်ကထက်တောင်ပိုအောင်မြေပိုတောက်ပပိုကုံရှိအောင်ခင်မုံဖြစ်သူကအရာအလုံးထက်ပံ့ပိုးပေးထားတာပါသူခင်မုံရဲ့ဖုန်းတကူကလည်းသူ့မိမဒီလောက်အယောင်ထွက်နေလို့အလိုလိုတက်နေတာပါပရိသတ်ကြီးတို့ရောဒီလိုမျိုးမိန်းမကိုနတ်သမီးတစ်ပါးလိုထားတယ်ဆိုတော့ခရိုနီတထေးကြီးနိုင်ဖြိုးကျော်နဲ့ဝိမောင်ရွှေရဲ့အချစ်မျိုးနဲ့အိမ်ထောင်ကြီးပုံမှာဘလို့ထင်မြင်မိပါသလဲမှတ်ချက်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်